စကောပရိသတ်များလို့မယ်မင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်စကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စစ်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီညမှာလည်းချန်ပီယံလိအချို့ဖို့လိုပဲဒုတိယကြော့ပွဲစဉ်ဖြစ်တဲ့ PSG နဲ့ Arsenal တင်းတို့ပွဲစဉ်ကစားဖို့ရှိပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့မှဒါပွဲချုပ်တုံးတစ်ချက်အစီအစဉ်လေးကိုကျွန်တော်တို့တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့စီတူကလည်းပြောပါပဲတုံးတစ်ချက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျစီတူရေမင်္ဂလာပါကြီးမင်္ဂလာပါဘုံ အဲမနေ့ကဒါဘာစီလိုနာပွဲရတော့တော်တော်ကြီးကောင်းတော့ဗောနော်အင်တာနက်ဘာစီလိုနာပွဲဒီပွဲပြီးသုံးသက်ချက်တွေနဲ့အခုဒါနောက်ပြောကြတာမို့လေဒီမြအင်တာ sorry PSG နဲ့ Arsenal ပွဲကလည်းတကယ်ကိုစိတ်ဝင်စားစရာကြီးအများကြီးရှိပါတယ်ဒီပွဲအခြေအနေလေးကိုစီကအချမ်းကြီးနဲ့အရင်ဆုံးစပြောမှမိတ်ဆက်ပြောပြပါဦးဟုတ်ကော Arsenal ပထမအကြောကိုရှုံးတာတယ်ဗောနော်အဲ့တော့ Arsenal အတွက်ဒီ pair Paris မြန်မာကစားတဲ့ပွဲကတော့တော်တော်လေးခက်ခဲပို့ ရှိနေတယ်။အာဆင်နယ်ဘက်မှာအခုဒီပွဲရဲ့ဒီအားကောင်းမှုအဖြစ်ကတော့ဒါသောမတ်စ်ဖာတီပြန်လဲပါဝင်လာတယ်ပေါ့နော်။အာဆင်နယ်ပြိတ္တအများစုကဖာတီပြန်လာတာနဲ့အမျှ အာဆင်နယ်အသင်းဒီပွဲကိုပို့ပြီးတော့အနိုင်ရရှိနိုင်တယ်ဆိုပြီးတော့ဒီယူဆနေတာကိုကျွန်တော်အနေနဲ့တွေးရှိထားရတယ်ပေါ့နော်အဲ့တော့ဒီယူဆချက်ကလည်းအထိုက်လျောက်အမှန်ကန်တယ်သောမတ်စ်ပါတီအနေနဲ့အာဆင်နယ်ကွင်းလယ်ကိုပုံမူမာကျော်ပြီးတော့ပုံမူဖိန်းချုပ်မှုကောင်းအောင်ပုံမူဖွဲ့စည်းပုံအမှန်ကန်အောင်အဲဒီကုညီနိုင်မယ်လို့ကျွန်တော်တော့ထင်တယ်အဲ့တော့ပါတီပါဝင်လာမှုနဲ့အတူအာဆင်နယ်ရဲ့ခြေစွမ်း ်ပထမအကြော့ကထပ်ပို့ပြီးတော့တိုးတက်လာနိုင်မယ်လာနိုင်မလားကျွန်တော်တို့ဒီချက်ကိုစောင့်ကြည့်သွားဖို့ရှိနေတယ်အပြည့်ကြီးရတဲ့ထုံးစံတိုင်းတို့ရဲ့ NPR ပြင်းနဲ့ပါဝင်လာဖို့ရှိပြီးတော့တန်ရာတက်တနာကြောင့်တွေးနေရတယ်လို့သတင်းထွက်ခါတဲ့တမ်ဘီလီလည်းပါဝင်လာမယ်လို့ Louis Enrique ရဲ့ပြောစကားအရသိရှိရတယ်ဘောနော်အဲ့တော့ဒီဘွဲဟာနှစ်သင်းစလုံးရဲ့ဒီအင်အားပြည့်လူလူဝင်အားချင်းတဲ့ clash ဖြစ်မှုကိုကျွန်တော်တို့ကြည့်ရမယ်ဘွဲဖြစ်လာပါမယ်ကိုဟုတ်ကဲ့ဒါနှစ်သင်းလုံးမှာတော့ဒဏ်ပြဿနာ ီအစ်စ်ပေါ့လေအာဆင်နယ်မှာလည်းတရားပြဿနာဖြစ်တော့မရှိတော့ပါဘူးဒါဂျူလီယန်တင်ဘတ်စ်လည်းပြန်ကစားနိုင်တယ်လို့ဒါသိရတာပေါ့ကျွန်တော်တို့တင်ဘတ်စ်ကတော့ဗန်ကြောင့်ရွေးမယ်ဆိုပြီးတရင်ပြတ်နေပြီတဲ့ဒီလိုတင်ဘတ်စ်မပါနိုင်ခဲ့ရင်လည်းဒါတောင်ဝိုက်တော့ရှိတော့ရှိပါပဲနှစ်ပြည့်လုံးမှာတရားပြဿနာကြီးကြီးမားမားတော့မရှိဘူးအာဆင်နယ်မှာဒီအခုဒါပါတီပြန်ပါလာတဲ့အနေထားကြီးကဥပမာပထမကြော့လုံးက PSG ကိုပေးလိုက်ရတဲ့ဂူးမျိုးဆိုရင်ပါတီဒါပါခဲ့ဒီရှိတော့ဆိုတော့ဒါပေးချင်မှပေးရနိုင်တယ်ဘာလို့လဲဆိုတော့ပေးလိုက်ရတဲ့ဒီ position အနေထားမျိုးကကြတော့ ဒီကွက်လယ်ပိုင်းမှာဆိုတာပါတီကောင်းထုတ်လို့ရတဲ့နေရာမျိုးပေါ့နော်ဒီမှာပါတီမပါတဲ့ကွက်လယ်လေးတွေဒါပြီးပထမကြော်ပေါ်မှာတော့အဆင်မှာဒါအများကြီးမြင်ခဲ့ရတယ်အခုပါတီပြတ်ပါလာမဲ့ဒုတိယကြော်ပွဲစဉ်မှာတော့အဆင်နဲ့ပုံမှန်ချစ်လက်တဲ့ကွက်လယ်ခင်းချင်းမျိုးနဲ့ဒါကစားနိုင်မှုဒါယူဆအကြမ်းကြီးစားလို့ရတာပေါ့လေဒါစီတီပြောထားတဲ့ချက်အနေထားရချင်းအခုဒါနည်းနည်းလေးစိုးရိမ်တာကအဆင်ရဲ့ဒီတိုက်စစ်ပိုင်းပေါ့အဆင်ရဲ့တိုက်စစ်ပိုင်းက PSG ကွက်မှာဒီလိုရတဲ့အနိုင်ကိုရနိုင်တော့တဲ့အရာမျိုးအနေထားမျိုး ရှိနိုင်လို့မသိဘူးစစ်တွေဟုတ်ကဲ့ကိုကျွန်တော်တို့ရှိရလို့ယူဆပါတယ်ကိုအာဆင်နယ်ရဲ့တိုက်စစ်ဟာအရန်ကြီးထက်မြက်နေတဲ့အဆင်တော့မဟုတ်ဘူးသူတို့လိုအပ်ချက်တွေရှိတယ်ဒါပေမဲ့လည်း PSG ခန်းစစ်ကလည်းအကောင်ကြီးမဟုတ်တာကိုကျွန်တော်တို့ထက်တွက်ဖို့လိုလိုအပ်တယ်ပေါ့နော် PSG ရဲ့ခန်းစစ်ကောကွင်းလက်ခန်းစစ်ပိုင်းကိုလိုအပ်ချက်တွေရှိတယ်ပထမအကြော့ပွဲတော့ကလည်းကျွန်တော်တို့အနေနဲ့အာဆင်နယ်ကဒီလုံလောက်တဲ့လို့ သွားတဲ့အခါတည်းနဲ့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့ဒါပေမဲ့အဆုံးသတ်ပိုင်းအားနဲ့ကြောင်အထူးသဖြင့် trouser လွတ်သွားတဲ့အချိန်နဲ့ martinelli လွတ်သွားတဲ့အချိန်ဆိုရင်ဒါတော်တော်လေးကိုရနိုင်ခြင်းမြင့်တဲ့အခြေအနေမျိုးတွေပွဲတော်ပွဲမှာအဲ့လိုအခွင့်အရေးအများကြီးမရဘူးပေါ့နော်အဲ့တော့ အဲ့ဒါကို9 9တွင်းနိုင်မှုလို့ရတယ်။အဲ့တော့ကျွန်တော်ဆိုလိုချင်တာအစင်းတဲ့အနေနဲ့အဲ့လိုခွင့်ရည်တွေဖန်တီးနိုင်တဲ့အခြေအနေမှာရှိတယ်။ဒါဟာဥပမာ forehand လို့အတင်းနဲ့သွားကစားတယ်။အဲ့လိုပွဲမျိုး Northern Forest လို့အတင်းနဲ့သွားကစားတယ်။အစင်းတဲ့အဲ့လိုပွဲမှာအဲ့လိုမျိုးတော့လွတ်မှာမဟုတ်ဘူး။ဒါပေမဲ့အခုတွေ့နေရ PSG အတင်းဖြစ်တယ်။ PSG နဲ့ PSG ရဲ့ highlight PSG ရဲ့တိုက်စစ်အပံမှုတွေနဲ့ကြတော့အစင်းတဲ့အဲ့လိုမျိုးခွင့်ရည်တွေရှားဖို့ရှားကန်တော့တော်တော်လေးမြင့်တယ်။အဲ့တော့ဒီပွဲမှာလည်းဆက်ရမယ်လို့ယူဆတယ်။ပြီးတော့နောက်ထပ်အရေးပါလာခုနကလည်းဒီဆွေးနွေးသွားတဲ့ Thomas Partey ပြန်လည်ပါဝင်လာမှုအဲ့တော့ Partey ပြန်ဝင်လာမှု မှာဘာရေးပါပါလဲဆိုတော့ပထမအကြော်တော့ငါဒီအစနဲ့ high pressing ကဒါကဘာချော်ပါပဲအဲ့တော့အဲ့ဒီ pressing ကဒီလူဝင်ကအပြည့်ပေါ့နော်သူတို့ကစားနေကြကစားသမားတွေ prepare မိမှာပြီးတော့ဒီအထူးသဖြင့်ကွင်းလေတိုင်းကွင်းလေတိုင်းမှာ Odigo Declarize အပြည့်ရပါတီအဲ့ဒီထိန်းချုပ်မှုကဟန်ဂျန်ဂျီမှာပို့ပြီးတော့အသက်ဝင်တာပေါ့လေအဲ့တော့အဲ့ဒီအတွက်လည်းအဲဒီအရေးပါတယ်အစနဲ့ high turnover ကြီးခေါင်းခေါင်းလုတ်ပြီးတော့ဒီဘောလုံးတွေကိုမြင်မြင်ရအောင်ကိုယ့်ဘက်ကို PSG မှာပြီးပြအောင် ဒီဖန်တီးရအသင်ဖြစ်တယ်ပေါ့နော်အပမအချော့မှာအဲ့ရအချော့ကိုအများကြီးမလုပ်နိုင်ခဲ့ဘူးဒါပေမဲ့အခုဒုတိယအချော့မှာဘန်တီပြန်ဝင်ပြန်ပါလာမှုနဲ့အတူပိုကောင်းအောင်လုပ်နိုင်မှုရှိတယ်ဘာလို့လဲဆိုတော့ဒက်ကွန်ရိုက်ဆာ LCM rule ကိုပြန်ရောက်သွားမယ်အဲ့တော့ဒက်ကွန်ရိုက်ဆာရဲ့ဒီ physical buy ပြီးတော့ဒီ mental buy ဂိမ်းပေါ်နားလည်မှုအပိုင်းဒီအရာတွေကဒီ make it marine တို့ထက်မြင့်တယ် အမေကမရီနိုအစီအမ်ရိုးကနေဒီ pressing လုပ်ပေးတယ်တခြားသောနေရာအင်းနဲ့ဒီ adjust ဖြစ်အောင်ကစားအတဲ့အပိုင်းမှာလိုအပ်ချက်တချို့ရှိတယ်အဲ့တော့အဲ့ဒီလိုအပ်ချက်ကို declarize ရှိခြင်းကဖြည့်ရှင်းနိုင်တယ်ပြီးတော့ဒီ party ရှိနေခြင်းနဲ့အတူဒီ origin နဲ့ party ကြားလေးကနားလည်မှု ဒီတိုက်စစ်ပိုင်းရောပြီးတော့ခုန present ပိုင်းရောအဲအဲ့အရာတွေပူကောင်းလာမှုရှိတယ်အဲ့တော့အဲ့ဒါတွေပူကောင်းလာမှုနဲ့အတူ Arsenal ရဲ့ဒီ chance creation ပိုင်းမှာတော့အခွင့်အရေးတွေပိုရလာဖို့တော့ရှိတယ်ကျွန်တော်အဲ့လိုတော့ယူဆထားတယ်ဒါပေမဲ့တခုတော့ရှိတယ်အခွင့်အရေးတွေပိုရတိုင်းကိုရမှာတော့မဟုတ်ဘူးအဲ့တော့ Arsenal အနေနဲ့ကိုရဖို့ဆိုတဲ့အပိုင်းကိုတော့ဒီပုံပြီးတော့ clinical ဖြစ်ဖို့ပေါ့လေပုံပြီးတော့အခွင့်အရေးတွေကိုခုတက်ပုံပြီးတိတိကျကျတုံးချနိုင်ဖို့အရေးကြီးတဲ့အခိုက်အတန့်တွေကိုအမီးရဆောက်ပိုင်နိုင်ဖို့တော့လိုအပ်နေတယ်အခွင့်အရေးပိုင်းဒီခုပိုင်းတော့ကျွန်တော်အနေနဲ့အများကြီးအဲဆိုရင် င်ခြင်းမရှိဘဲနဲ့ဒီပွဲမှာလည်းပထမပွဲနည်းသူသူတို့ပထမပွဲထက်ပိုပြီးတော့တောင်ဖန်တီးနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆထားတယ်။နောက်ထပ်တစ်ချက်ရှိသေးတာကအာဆင်နယ်ရဲ့ set piece စွမ်းဆောင်လေး။အဲ့တော့ PSG ကပထမအကြိမ်မှာအာဆင်နယ်ရဲ့ set piece တချို့ကိုခုခံနိုင်ခဲ့လို့ ဆက်ပြီးဒါစီပုံကောင်းမွန်တဲ့အသိကြီးဖြစ်သွားပြီးတော့ကျွန်တော်တို့တတ်မှတ်လို့မရအောင်သူ့ရဲ့တရားဒီလိုဆွမ်းဆောင်ရင်မှလိုအပ်ချက်တွေရှိလာအရှင်းသာပဲဒီလိုပဲပြီးခဲ့တဲ့ဒီပွဲမှာအာဆင်နယ်ဆက်ပြီးစီဂိုးမသွင်းနိုင်ခဲ့လို့မချိန်ဆောင်နိုင်ခဲ့လို့အာဆင်နယ်ဆက်ပြီးစီအားမနေသွားဘူးအာဆင်နယ်ဆက်ပြီးဆွမ်းဆောင်ရင်တရားဒီလိုပြတ်ပါပြီဒါအဲ့တော့ဒီအရာဟာအချိန်မီပေါ်ပေါက်လာပြီးတော့လွတ်လွတ်ကူကူဂိုးသွင်းသွားနိုင်တဲ့အခွင့်အရေးမျိုးဖြစ်လာနိုင်တယ်အဲ့တော့အာဆင်နယ်တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့တော့ဒီနှစ်ချက်ကိုကျွန်တော်အနေနဲ့တင်ပြချင်ပါတယ်ပေါ့ ဒါကတော့ Arsenal အကြောင်းစီပူတုံးတော့ပြောပါမယ်လေတစ်ဖက်က PSG အကြောင်းလေးပဲပြောပြပါ PSG ကပထမကြောက်လုံးဝကြည့်မစင်နဲ့ဒီပုံမှန်အမြင်တော့ PSG ရဲ့ခံစစ်ပိုင်းကတော့တိတ်တော့အားရစရာမကောင်းဘူးเนาะဒါမဲ့လည်းပထမကြောက်ကစားသွားတဲ့ဒါခံစစ်နောက်ထပ် Liverpool နဲ့ပြီးမှကစားသွားတဲ့ဒီပွဲလုံးကခံစစ်ပိုင်းကတော့တော်တော်ကြီးကိုကောင်းနေတာကြည့်ရတယ်နောက်ထပ်ကွင်းလေပေါ့လေ PSG တက်ကတော့ဒီရောင်လူပဲရှိနောက်ထပ်ပီတင်ညာရဲ့ဒီပြပြရုပ်ရှိတယ်เนาะဒီကွင်းလေတော့ရောကတော့တကယ်ကိုကွင်းလေအာပြောပြောမယ် ွဲတိုင်းကိုလွှမ်းမိုးအောင်ကစားနိုင်တယ်။တကယ်လို့အားအသေးကြောင့်ကောင်းအောင်ပွဲထင်းချိုးမှုပုံတော့ဒါလုပ်နိုင်တဲ့ပွဲအခြေချင်းကြီးရှိတယ်။ဒီဝေယုပုံစံနဲ့ဒါ PSG ရဲ့ဒီလိုပြောရမယ်အိမ်ပွဲပွဲစဉ်မှာကိုဒီဘလူးခင်းချင်းမျိုးနောက်ထပ်ဘလူးပုံစံမျိုးနဲ့ပွဲတွေချင်းကပ်လာတယ်လို့ထင်တယ်ပြောချင်တယ်။ဟုတ်ကော PSG ကအများကြီးပြောင်းလဲသွားဖို့မရှိဘူးခန်စစ်ကိုတော့ပွားအောင်စိုက်လိုက်မယ်ဒါပေမဲ့သူတို့ရဲ့တိုက်စစ်ယူဆပြောင်းလဲမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ဒီလိုထိန်းချုပ်တာအချင်းကပဲပွဲရဲ့ပွဲအပေါ်ခန်စစ်ကစားနေတဲ့မျိုးဖြစ်နေတာပေါ့လေ သူတို့အနေနဲ့ Arsenal နဲ့ expose ဒီဖြစ်လာနိုင်တဲ့အခြေအနေတွေကို short ချမယ်အဲ့လို short ချဖို့တော့သူတို့ဘောလုံးများများကင်လဲမယ်ပေါ့နော်အဲ့တော့ဒါဟာသူတို့ရဲ့ခန်းစစ်ကစားနည်းတစ်မျိုးလည်းဖြစ်တယ်အဲ့တော့အဲ့ဒီရာဖြစ်သူတို့ခန်းစစ်ကိုပို့ပြီးတော့ကစားလိုက်ပို့ပြီးတော့ဘောလုံးကိုင်ရင်ပို့ပြီးတော့ဒီ control လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ Arsenal ရဲ့ဒီခက်ခဲစစ်နဲ့ line လုလိုက်ရမယ်ပို့ပြီးတော့ပုံမှန်ထက်ပို့ပြီးတော့ train ပို့ထွက်လိုက်မယ်ပေါ့နော်အဲ့တော့ ပီအက်ဂျီအဲ့လိုမောင်းမစားဘူးရှိနေပြီးတော့ပီအက်ဂျီအနေနဲ့လုံလောက်တဲ့အာဆင်နယ်ခံစစ်ကိုကြော်ဖြတ်နိုင်တဲ့တူးချင်းဆွမ်းဆောင်ရေးကဒီအကြောင်းနဲ့ကျွန်တော်မကြာခဏပြောပြနေကြပါဒါပေမဲ့ဒါကြီးကိုချန်ထားလို့မရဘူးဘာလို့လဲဆိုတော့အချိန်မရွေးတာသူတို့လှုပ်ပြီးတော့ဂိုးအထိဖြစ်သွားနိုင်တဲ့ကစားသမားတွေပေါ့နော် Quarles Clear Dambili ပြီးတော့ဒီ Desire Dure အကွင်းထဲမှာဆိုလဲ Vitinha ပြီးတော့ Fabian Ruiz ပြီးတော့ဒီလူငယ်ကစားသမား John Davis ဒီကစားသမားတွေအကုန်လုံးကအဲ့ဒီ talent ပိုင်ဆိုင်ထားတယ်ပြီးတော့ ပွဲတိုင်းမှာတည်ရကြည်ရဲ့ဒီ full back တွေရဲ့တိုက်စစ်ကူညီမှုလည်းကျွန်တော်ပွဲတိုင်းမှာအပြည့်အဝမြင်ရတယ်။ခံစစ်ကို a side နေရဆိုပေမဲ့တိုက်စစ်ကိုကောင်းကောင်းကူညီနိုင်တာကိုမြင်ရတယ်ပြီးတော့ Aston Villa နဲ့ပွဲတော်ဆိုရင်လည်းအဲပြောမဆိုရင်ဒုတိယအကြောင်းပါဆိုရင် full back တွေကတတ်ပြီးတော့တိုက်ခိုက်သွားတယ်။ခံစစ်အနေထားကတိုက်ခိုက်သွားပြန်ပြီးတော့အဲ့တော့အဲ့လိုအခြေအနေကို Arsenal ရဲ့ side ကိုလို့လည်းပြည်ကြီးကတာဝန်ကျွမ်းကျင်ခြင်းနဲ့အကောင်းဆုံးလုပ်နိုင်တဲ့အသင်းတစ်ခုဖြစ်တယ်။အဲ့တော့ဒါကပြည်ကြီးအောက်တာချက်အောက်တာချက်တွေကိုကျွန်တော်ပထမ အကြောင်းမှလည်းမြင်ပြရ၏အဲပြီးတော့အာဆင်နယ်ထိန်းချုပ်ဖို့လွယ်ကူတဲ့အရာမျိုးမဟုတ်ဘူးပီအက်ဂျီအားသာနေတဲ့အရာကြီးအာဆင်နယ်ထိန်းချုပ်ဖို့ဒီသူတို့ systematic ဘလောက်ကစားပါစီလွတ်သွားနိုင်တဲ့အရာမျိုးဖြစ်တယ်ပီအက်ဂျီအားသာချက်ဒါပေမဲ့ပီအက်ဂျီမှာအားနေချက်တချို့လည်းရှိအဲ့ဒါကတော့ဒီခွင့်လက်ခံစစ်ပိုင်ခုနကျွန်တော်ပြောခဲ့သလိုပေါ့သူ့ခွင့်လက်ကအရန်ပြည့်စုံတဲ့ခွင့်လက်အရန်ကောင်းတယ်ဒါပေမဲ့သူတို့က natural defensive midfielder မပါဘူးအဲ့တော့အဲ့ midfielder မပါတဲ့အားနေချက်ရှိတယ်အဲ့ဒါကဒီ ပြည်သက်တွေအများစုမြင်တွေ့နေကြအသင်းနေနဲ့ရှင်ကြည့်မယ်ဆိုလီဗာပူးအသင်းလိုမျိုးလီဗာပူးအသင်းမှာ Graham Back, McAllister, Soboslai အရန်ကောင်းတဲ့အစုအဖွဲ့အရန်ကောင်းတဲ့စွမ်းဆောင်ရည်နဲ့ကစားနိုင်တဲ့ပုံစံမျိုးစုံကစားနိုင်တယ်ဒါပေမဲ့ Natural Number 6တယောက်ရဲ့ဒီ Defensive Line ကိုကာကွယ်နိုင်မှုအပြော်ဒီ Natural Number 6တယောက်ရဲ့ဘောလုံးလက်ခံယူမှုအဲ့ဒီအရာတွေမှာလိုအပ်ချက်ရှိတယ်ဒါတဘာဝအားလည်းကျဒါပေမဲ့ ပြဿနာကအပြေးကြီးအဲ့တဘောအနေကြောင့်မပေါ်အောင်လို့သူရဲ့တခြားသောနီးလည်းနေတဲ့ဘောလုံးအကြိုက်အများကြီးခြင်ထားတဲ့ခန်းစစ်စမ်းမတွေရှေ့ကိုတက်ကစားပေးတယ်အဲ့ဒီအရာတွေနဲ့အဖုံးထားတယ်ဖုံးထားလို့အဲ့အနေကြောင့်မရှိကြဘူးအဲ့တော့အဲ့ရှိနေတဲ့အနေကြောင့်အဆင်နဲ့ထိုးနှက်နိုင်မလားဆိုတဲ့အရာပေါ့နော်ဘလို့ထိုးနှက်မလဲဆိုတဲ့အရာကိုကျွန်တော်ကြည့်ရမှာဖြစ်တယ်ပထမအကြော့တော့ကတော့မထိုးနှက်နိုင်ခဲ့ဘူးတချို့သောအခြေအနေတွေလွတ်သွားပဲရှင်မထိုးနှက်နိုင်ခဲ့ဘူးအဲ့တော့ဒီအကြော့မှာအဒေတာအနေနဲ့ ဒီဟာကကျွန်တော်အပါအဝင်တော်တော်များများအားလုံးသိပြီးသားအရှာကြီးအဲ့ဒီအရှာကိုဘယ်လိုမျိုးအတတအနေနဲ့ပွဲအတွင်းမှာပေါ်ပေါက်လာအောင် execute လုပ်သွားမလဲအဲဒီအချက်ကိုစောင့်ကြည့်မယ်ပြည်ကြီးမှာအဲ့ဒီအားနဲ့ချက်ကတော့ချင်းနေပေါ့ရှိနေတယ်ပြီးတော့ဒီ physical ဘိုင်းပေါ့နော် physical ဘိုင်းဘူလီလုံးလို့အဲစူးစမ်းရမယ်ပေါ့နော်အဲဘူလီလုံးချင်းဆိုတာဟိုဒီညင်ညက်ပပကစားတာမဟုတ်ဘူးဒါပေမဲ့ Newcastle လို့ကစားတဲ့မျိုးပေါ့နော်အဲ့လိုမျိုးငများလုံနိုင်တယ်ဆိုရင်ငများလုံနိုင်တယ်ဆိုရင် PSG ကွင်းလေကိုရဲ့ rhythm ကို အပြက်စီးစေနိုင်တယ်အဲ့လိုအိရတန်ပြက်ပြီဆိုရင်အိရတန်ပြက်တာနဲ့ဘီလင်ဂျီရဲ့ကန်ဆယ်ပိုင်းအားနည်းချက်တွေကပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အာဆနယ်ဒီအရာကိုလုံနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်ဒါတော့ဒါဘီလင်ဂျီရဲ့အားသာချက်အားနည်းချက်ဒါကျွန်တော်မြင်မိတဲ့အချက်ကိုတင်ပြရမှာဖြစ်ပါတယ်ပေါ့ဒါဘီလင်ဂျီနဲ့ပတ်သက်ပြီးတော့ဆီပြီးပြောရအောင်ဒီလိုလေးကောင်းပါလေအဲ့မှာပထမကျတော့ကောကူရိုတာတတိထားမိတဲ့အချက်ပါဆိုရင်စကာတိတ်မလုံနိုင်ဘူးပေါ့နော်စကောကူတာအာဆင်နယ်ဘက်ကစကောညောင်းနေခဲ့ပြီလေစကောဆီကနေဘောလုံးတိတ်ပြီးမှမထွက်ခဲ့ဘူး တစ်ဖက်ကဒါ PSG ရဲ့ခန်းစစ်ကလည်းထိ ंच ုပ်ကစားဟောတော်တော်ကြီးကိုကောင်းလာနေတယ်ဒါတွေ့ရတော့ပေါ့လေဒီတော့အခုဒါအားနဲ့ချက်အသာချက်ပြီးပြီလဲအခုဒါပြောရပြီဆိုတော့ပွဲဖြေဒါဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတခုပေါ့လေဒါဘလို့အခြေအနေမျိုးကဒါပွဲဖြေကိုဒါဆုံးဖြတ်ပေးသွားနိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးပြောရတဲ့အထက်မှာတော့ဒါတော်ကြီးလည်းပြည့်စုံပါအဓိကတော့ PSG မှာဆိုရင်အာဆင်နယ်ကဒီ PSG ခွင်းလယ်ကိုချူနိုင်ကတော့ဘူရောက်မခက်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီချက်ဒက်ဖက်စ်မီဖီလာမှာရှိတဲ့အတွက်ဒီချက်ပိုင်းမှာတော့ဒီဘယ်လို PSG ရဲ့ ဒီအားနဲ့ချက်ဒီအားနဲ့ချက်ကိုအဆင်နဲ့တုံးချနိုင်မှာဆိုတော့ဒါကိုကြည့်ရပါမယ်အဲ့တော့ပွဲဖြေကိုဒါဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့စစ်တူဘယ်လိုမြင်မိလဲမသိဘူးအဲပွဲရှင်တွေအတွက်ကျွန်တော်တို့တခုပေါ့နော်ဒီပွဲကိုကျွန်တော်တို့အင်အားပြည့်ဖြစ်သွားကျွန်တော်တို့တွက်ထားကြတယ်ဒါပေမဲ့တခုကျန်နေသေးရကျွန်တော်ပြောဖို့ကျန်နေသေးရအချက်တခုရှိရအဲ့ဒါက fitness level ပေါ့လေပြီးခဲ့တဲ့ပွဲကို PSG ကအချိန်အားတွေနေပဲခစားသွားတယ်အဲကျွန်တော် Levis ဝင်ကစားလဲပစောပိုင်းတော့ပြီးတော့နောက်ပိုင်းခစားဘူးပြီးတော့တချို့သောကစားသမားတွေ uh, first line တွေဝင်လာတယ်ဒါပေမဲ့သူတို့ကစားတဲ့မိနစ်က45လောက်ပဲရှိတယ်အလွန်ဆုံး45မိနစ်ပဲရှိတယ်အာဆင်နယ်အသင်းကကြတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာဒါဘုံမော်အသင်းကိုရှုံးထားတယ်ရှုံးထားတဲ့အနေအထားမှာသူတို့ကစားသမားအဓိကစားသမားအကော်လိုနီဘာကိုတုံးထားတယ်ပြီးတော့ဒီအရန်ရှိပါတဲ့ကစားသမားပြီးတော့ physical ကိုရန်တော့ရတဲ့ Declan Rice လို့ကစားသမားကလည်းမိနစ်80ကျော်မယ်ထင်တယ်မိနစ်80ကျော်လောက်ထိကစားပေးထားတယ်အဲ့တော့အဲ့ fitness level က အရေးပါလားမလားအတန်းစောင့်ကြည့်တင်တဲ့အချက်ပေါ့နော်အပြည့်မဆိုအဒီတာကိုကျွန်တော်တို့အပါဝင်ဒီဝေဖန်သူဒီလိလသူတွေနေမဟုတ်ပဲနဲ့ပြိသက်တရားအစအဲ့ဒီကိစ္စတော့တော်တော်လေးညွန်ညင်ပြီးတော့စိတ်ပြေရတဲ့လုပ်ရပေါ့နော်အဲ့တော့အဲ့ဒီ fitness အခြေအနေကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်သင်ကြတဲ့ဒီကစားသမားတွေဒီပွဲကိုလုံလောက်တဲ့ fitness ရှိရဆိုတာသင်ကြတယ်ဒါပေမဲ့ကိုယ့်ဘက်ကလုံးဝအနာပြေပါရပြီ fresh ဖြစ်နေတဲ့ကစားသမားရဲ့ level တော့ဒီဘက်ကစားသမားတွေ line မိနိုင်မယ်ဆိုတော့ကျွန်တော်တော့မထင်ဘူးအဲ့တော့အဲ့ဒီအချက်ကအရေးပါလာဖို့ ရှိနေတယ်ဗောလေအပြည့်ဒီပြောမယ်ဆိုအာယုံဆိုင်ကူမှာ PSG ရဲ့အသင်ကပြတ်သားတယ်သူတို့အနေနဲ့သူတို့ league မှာရှုံးပွဲမရှိ champion ဖြစ်နိုင်တဲ့အခြေအနေရှိတယ်ဒါပေမဲ့ဟိုဒီ Arsenal နဲ့ Napoli လုံးမတိုင်ခင်မှာသူတို့ရှုံးထားတာဟုတ်ပထမအကြော့မတိုင်ခင်ကလည်းသူတို့ရှုံးတယ်အခုပွဲမတိုင်ခင်ကလည်းသူတို့ရှုံးတယ် strawbo အသင်းကအချက်အလက်သုံးတယ်အဲ့တော့သူတို့ရဲ့ဒီ objective ကလောကအရင်အရှင်းလင်းပြတ်သားပြီးတော့ဟို အာဇင်နယ်ကစိတ်ရှင်းတယ်ပေါ့နော်အာဇင်နယ်ကတခြားသော worry တွေပါရှိနေတယ်တခြားသော worry တွေပါရှိနေတော့အဲ့ဒီ fitness ပိုင်းအဲ့ဒီမပြတ်သားမှုပိုင်း determination လို့ပြောမှာပေါ့နော်အဲ့အရာတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့ဒီအရာကိုဖျောက်နိုင်မလားအဲ့ဒီအရာတွေကိုဖျောက်နိုင်မှကျွန်တော်တို့ခုနပြောခဲ့တဲ့ performance ပိုင်းကိုအပြည့်အဝရောက်မှာပေါ့နော်အဲ့ဒီ performance ပိုင်းကိုရောက်တဲ့အချိန်မှာမှဒီ project ကြီးအားနည်းချက်တွေကိုအာဇင်နယ်အသုံးချနိုင်မလားဆိုတာကျွန်တော်တို့စက်ကြည့်ရမှာအဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီခုန fitness level မှာတိုင်ပတ်ပြီးတော့အဲ့ performance level ထိရောက်အောင်မသွားနိုင်တဲ့အာဇင်နယ်ဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့ ဒီအားရသုံးတာအရင်များနေပြီပေါ့နော်အဲ့တော့အဲ့ချက်ကိုစိုးရင်စရာကောင်းတဲ့အချက်အနေနဲ့ဒီဒီပွဲရဲ့ game changer အနေနဲ့ကျွန်တော်တစ်ချက်တော့ယူဆမိတယ်ပြီးတော့ဒီပြအပိုင်းနဲ့ဒီခြားသောအပိုင်းတွေကတော့ကျွန်တော်တို့ရှေ့အကျော့ပထမအကျော့မှာပြောခဲ့တဲ့လိုမျိုးပဲအခုကျွန်တော်တို့ဆွေးနွေးနေတဲ့လိုပဲဒီအချက်တွေပဲဒီအချက်တွေကိုမှဘယ်သင်းအပေါ်လွင်အောင်လုပ်နိုင်မလဲဘယ်သင်းကဒီအားနည်းချက်တွေပါတီနိုင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးတော့ခုနကကိုပြောခဲ့တဲ့လိုအရင်စိတ်ဝင်စားဖို့အကောင်းတဲ့အတွက်ဖက်စကားနဲ့နူနိုမန်ဒက်စ်ပေါ့နော်အဲ့တော့ပထမအကျော့မှာစကားပြောင်းနေခဲ့တယ်အဲ့တော့စကားဒီထက်ပိုလှုပ်ဖို့လိုတယ် အစားကပိုလုံမှုအတွက်ဆိုရင်အိုလီဂါပိုကောင်းမှုလိုတယ်အဲ့တော့အိုလီဂါကပထမကြော့မှာတော်တော်ညံ့တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့သူ့မှာညံ့တဲ့အကြောင်းရင်းလည်းရှိပါတယ်သူလောက်ရတဲ့အလုပ်ကလည်းအိုဗာဝတ်ဖြစ်တယ်ဗောခန်းစစ်ဗောတိုက်စစ်ဗောဟန်ကျင်းကြီးမှုရောအပြည့်ဒီလေးလေးနဲ့ပရဇီယန်နဲ့လေးနဲ့သုံးတက်ပြောင်းပြီးတော့ကစားရတယ်ပထမကြော့မှာရှိတယ်ဗောနော်အဲ့တော့အဲ့ဒီအလုပ်တွေကဒီ cognitive work လို့လို့ခေါ်တယ်ဒီအုံနောက်နဲ့ဒီခန္ဓာကိုယ်ဆက်နွှဲနေတဲ့အရာကိုတိုက်လို့ရတာအရင် work လုံများစီတယ်အဲ့တော့အဲ့ဒီဟာကြီးလုံမရရအတွက်ဒီပိုဒီကအားတာတိုက်ဆက်ပိုင်းကူညီမှုရှော့ချသွားတယ်ဒါတဘာဝလို့ပြောလို့ရအဲ့ဒီအရာကြီး perfect အရာလုံး perfect လို့ဆိုတာမလွယ်ဘူးအဲ့ဒါမဲ့အခုအကြောင်းမှာကျွန်တော် Thomas Party ပါလာ Thomas Party ပါလာတဲ့အတွက် declarize ဒီ Odiga ရုံးအနေနဲ့ဒီပုံမှန်သူဟန်ချက်ကိုပြန်ရဖို့ရှိတယ်အဲ့လိုပြန်ရမယ်ဆိုရင် Odiga ကစာကောက်ပို့ကူကူညီလာနိုင်နေရှိတယ်ဒါဒီလိုအခြေအနေမှာဆိုရင်စာကာကအသိန်းကိုတွေ့ရချင်းဆိုပုံပြင်းတက်လာမလားပို့ပြီးကူညီနိုင်မလားဆိုတော့ရှုထောင့်လို့ခုရောက်သွားတယ်ဘောနော်အဲ့တော့ကျွန်တော်အဲ့ဒီချက်ကို စောင့်ကြည့်ခြင်းလေအဲဒါ game changer ပထမကျတော့ဆာကာရဲ့အားကိုမပါတိတ်မပါဘဲနဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ရအဲ့တော့ဆာကာရဲ့ပါအားကိုအာဆင်နယ်မြင်မြင်တွေ့နေကြအာဆင်နယ်ရရှိနေကြအတိုင်းရရှိလာမယ်ဆိုရင်အခုဟိုပထမကျတော့ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အတွက်ကျွန်တော်တို့ထင်ထားရတဲ့ပုံပြီးထိုးနေနိုင်တယ်လို့ ကျွန်တော်ထင်မိရပေါ့နော်အာဆင်နယ်နေနဲ့ဒီအရာတွေကိုအဲဒီတိုးတက်အောင်လုပ်ဖို့လိုတယ်အဲ့လိုမျိုးလုပ်နိုင်မယ်ဆိုရင်ဒီပွဲကိုအာဆင်နယ်ပြန်လာနိုင်တယ်ပြန်လာနိုင်တဲ့အခြေအသွေးနဲ့ပြန်လာနိုင်တဲ့စွမ်းဆောင်ရှိရလို့ကျွန်တော်တို့ယုံကြည်တယ်သူတို့မှာလက်နက်များတယ်ပေါ့နော်အဲလက်နက်များရဆိုတာခုနလိုနီလန်းနေတိုက်ခိုက်နိုင်တယ်ပြီးတော့ဒီဆက်ပီစီနေတိုက်ခိုက်နိုင်တယ်ကောင်တာအတက်ကင်ဆိုတာပထမအကြော်တော့မြင်တွေ့ခဲ့ရတယ်လို့မထင်မထားတဲ့အခြေအနေကနေဒီဒက်ကန်ရိုက်စ်ရဲ့ဒီကယ်ရီစင်နဲ့အတူလွတ်သွားတာမျိုးရှိတယ်အဲ့တော့အဲ့ဒါတွေ ရှိနေတဲ့အတွက်အာဆင်နယ်ဒီပွဲကိုပြန်လာနိုင်သေးရလို့ထင်တယ်ဒါပေမဲ့ခုနကျွန်တော်တင်ပြခဲ့တဲ့အချက်တွေအပြည့်စုံမှတော့ရှားလိမ့်မယ်အဲ့ဒါကိုပဲကျွန်တော်ဒီပွဲမှာအရေးတကြီးစောင့်ကြည့်သွားမယ်လို့ကျွန်တော်ယူဆမိတယ် PSG ကတော့ထွေထူးပြောကြရမရှိဘူးသူတို့ကိန်းကအရန် proactive ဆန်ပြီးတော့သူတို့ခြေသူတို့လက်ထက်မှာပဲရှိရလို့သုံးသပ်ချက်ပါတယ်ပေါ့အဲဆီမူရောတော်ရင်းလည်းကောင်းပါလားဆင်းနေပြန်လာနိုင်ချင်ရှိတယ်အဓိကတော့ဒီဥဆောင်ကိုချင်းတွင်တွင်နိုင်မှာပေါ့လေဒါတော့ဒီညမှာကိုဒါကြည့်ရအောင်မယ်ဘူးလိုမျိုးဒါစစ်သူ ဒါပြည့်စုံလို့ပုံသက်ပေးသွားအတွက်စကောပရိသတ်တွေလည်းကျင်းတဲ့အားလေးမျိုးထင်ပါတယ်ဒါစီးပွားလည်းဒါဘူကဒါချစ်ချစ်ထူးပြင်ရှိပါတယ်